ပြည်သူတွေအတွက်မြေရန်ရှိတန်းကနေဦးဆောင်ပြီးလူကိုယ်တိုင်ကူညီမှုတွေပြုလုပ်ခဲ့တယ်။ဖြစ်ဖြစ်တွေအလုံးမဲ့မင်္ဂလာပါ MSLitos News Channel ကနေကြိုဆိုပါရစေ။ဖြစ်ဖြစ်တွေကမြန်မာနိုင်ငံရှိလူသိများစေတနာဝန်ထမ်းဖွဲ့စည်းတခုဖြစ်ပြီးတဘာဝဘေးရန်တရေနဲ့လူမှုရေးရေးပေါ်ခြေနေမှာပြည်သူတွေကိုကူညီပေးရန်မကြာခဏဆန်းဆောင်တဲ့အဖွဲ့တခုဖြစ်ပါရစေ။ ဖြစ်ဖြစ်တို့ရဲ့ဘယက်နေကူညီမှုလုပ်ငန်းနဲ့မုံတုံမိုးကြောင်ရွှေရှန်နှင်းမြုံမှုတန်းခံရတဲ့အကျင့်ရတွေကိုအစားအစာရေးစေဝါနဲ့အရေးပေါ်လိုအပ်ချက်တွေပြန်ဝေပေးခဲ့ပါတယ်ရေဘေးဒုက္ခသည်အတွက်ယာယီကိုလုံရီထောက်ပံ့ပေးခဲ့ပြီးရေဘေးရဲ့နေအကျိုးတင်ကာကွယ်ရေးအသိပညာပေးခြင်းနဲ့လိုအပ်တဲ့ပစ္စည်းကိုလည်းကူညီလှူဒန်းပေးခဲ့ပါတယ်မလင်နိုင်ခံရတဲ့ဒေသတွေကိုအရေးပေါ်အထောက်ပံ့ဆေးဘက်ဆိုင်ရာစောင်းနေရိတ်ခါတောက်တုံရီတွေကိုလည်းပို့ဆောင်ပြီးပြည့်စည်သွားအိမ်တွေအတွက်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာပါဝင်ကူညီခဲ့ပါတယ်။ငလင်လောက်ပြည်အောင်စိတ်ပိုင်းဆိုင်ရာထိခိုက်တဲ့ပြည်သူတွေကိုလည်းဟောက်တမျိုးပေါင်းစုံနဲ့ စိတ်ပိုင်းဆိုင်ရာမြင့်တင်ပေးခဲ့သူတအုပ်လည်းဖြစ်ပါတယ်။ COVID-19 ကပ်ဘေးကာလအတွင်းမှာဆေးဝါးအောက်ဆီဂျင်နဲ့ကာကွယ်ပစ္စည်းဖြန့်ဝေပေးပြီးဆင်းရဲနှံ့ပိုင်ကလေးအတွက်ပညာရေးနဲ့အာဟာရအတွက်လည်းထောက်ပံ့ခဲ့ပါတယ်။ရေးပေါ်ချိန်နေမှာလိုအပ်သူတွေတန်းလူတန်းဝင်တဲ့ပစ္စည်းစားနေကြတွေကိုလည်းအမြဲတမ်းပောင်းဝင်ထောက်ပံ့ပေးသူလည်းဖြစ်ပါတယ်။ဖြူဖြူဖူတွေးကမြန်မာပြည်သူတွေရဲ့ကျေးဇူးတင်စရာစေတနာဝန်ထမ်းအဖွဲ့တစ်ခုဖြစ်ပြီးသဘာဝပေးနဲ့လူမှုရေးပြဿနာတွေမှာအမြဲတမ်းရှေ့တန်းမှာ ကုညီလျက်ရှိပါတယ်။ဆုံးဖြတ်ကြည့်ရှုနာစဉ်ပြပြိတအားလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင်။